ရှမ်းပြည်နယ်မြောက်ပိုင်းတိပောမြို့ကိုစစ်ကောင်စီတပ်တွေပြန်လည်ထိ ंछ ုပ်ပြီးနောက်အော်တိုဘာလ16ရက်ကစပြီးလာရှိုတိပောမန္တလေးလက်မကြီးကို ပြန်လည်သွာလာလို့ရပြီလို့ဒေသခံတဲ့ရင်မောင်းတွေစီကသိရပါဗါအော်တိုဘာလ19ရက်မှာမန္တလေးလာရှိုပြည်တော်စုလက်မကြီးပေါ်ကားကြီးကားငယ်တွေအစဉ်ပြေစွာဖြတ်တန်းနေကြတယ်လို့ဆိုပါတယ် တီပေါ်နဲ့ကြောက်မဲ့ကြာလမ်းပိုက်တချို့နေရာတွေမှာပြက်စီနေတာတွေ့ရပြီးတချို့လမ်းပိုက်မှာ ကားသီးတွေလောက်ပဲသွာလာလို့ရနိုင်ပေမဲ့ပြက်လက်ခိုင်းတာမျိုးတော့မတွေ့ရသေးဘူးလို့ဆိုပါတယ်မန္တလေးလာရှိုလမကြီးကနေ16ပေကုံစင်းကားတွေကိုဆန်လွှတ်နေပြီးအော်တိုဘားလ19ရက်မနေ့10နာရီလောက်မှာတီပေါ်ကိုကျော်သွားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ် ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ17ရက်ကထျန်နယ်လေးနဲ့ပူပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့ဒီပေါ်မျိုးကိုတနှစ်ကျော်အကြာအောက်တိုဘာလ16ရက်နေ့ပိုင်းမှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါရဲ့ရှင်။